ရင်ထဲကအနာများဆိုတဲ့ကောင်းစဉ်နဲ့ဟောပါမယ်လူရဘဝတတန်တစ်လျှောက်လုံးမှာကိုဘဝခရီးလျှောက်လန်းကြတဲ့အချိန်မှာကောင်းတာတွေကြုံကြသလိုဆိုးတာတွေလည်းကြုံခဲ့ကြရတာပဲလောကီလူသားတွေနဲ့ရင်ဆိုင်ရတာဆိုတော့ကိလေသာတွေနဲ့သူပြောနေတဲ့လူတွေနဲ့ပဲတွေ့ရမယ် လောဘကြီးတဲ့သူတွေဒေါသကြီးတဲ့သူတွေမာနကြီးတဲ့သူတွေအတ္တကြီးတဲ့သူတွေမနာလိုဧတာမစ္စရိယကြီးတဲ့သူတွေအညိုကြီးတဲ့သူတွေအမောင်ကြီးတဲ့သူတွေစသည်ဖြင့်ဒီလိုလူတွေနဲ့ရင်ဆိုင်မယ်ဆိုရင်တော့စိတ်မကောင်းစရာတွေစိတ်ဆင်းရဲစရာတွေဘဝရဲ့ဒဏ်ရာတွေဒါတွေရကြတော့ ြားကြပြီမဲ့လို့ဘဝဆိုတာကလည်းရှောင်လွဲသွားလို့ရတာမျိုးကသိမရှိတတ်တော့ထိတ်တိုက်တွေ့ကြရတယ်ဒီလိုထိတ်တိုက်တွေ့တဲ့အချိန်မှာကိုယ်မှရွေးချယ်စရာမရှိဘူးလောဘကြီးတဲ့သူနဲ့တွေ့တော့လေရင်ဆိုင်ရတာပဲဒေါသကြီးတဲ့သူနဲ့တွေ့တော့လေရင်ဆိုင်ဖြေရှင်းရတာပဲမနာလိုအိတ်တာမစရိယကြီးတဲ့သူနဲ့တွေ့တော့လေတတိဝရိယနဲ့ဆက်လျှောက်ရတာပဲ။ မာနာကြီးတဲ့သူတွေနဲ့တွေ့တော့လဲတတိထားပြီးတော့ဆက်ဆံရတာပဲအညိုကြီးတဲ့သူတွေနဲ့တွေ့ရင်လည်းတတိထားပြီးတော့သွားရတာပဲကိုဘသာကိုဘလို့နေနေမုန်းတဲ့သူကမုန်းတာပဲကိုဘသာကိုဘလောက်ကောင်းတာတွေပဲလှုပ်လှုပ်မနာလိုတဲ့သူကလိုတာပဲအဲ့တော့အကောင်းကြီးပဲကြုံပြီးတော့သွားကြရတာမဟုတ် စိတ်ထိခိုက်စရာတွေစိတ်ထဲမှာဒဏ်ရာဖြစ်သွားစေတဲ့အရာတွေဒီအရာတွေကိုကြုံကြရကိုမကြုံကျင်ပေမဲ့လို့သူများကပေးနေတာပဲအဲ့တော့ကိုနဲ့အတူပတ်သက်ရတဲ့သူတွေလောဘသားတွေပဲဆိုတဲ့အခါကျတော့သူတို့အကျိုးတွေတွက်လာကြပြီဆိုရင်ကိုအကျိုးကိုဖျက်လာကြတာပဲတိုက်ရိုက်တော့၎င်းတွယ်ဝိုက်တော့နေရာပြတ်တော့၎င်း သူတို့တွေအဲ့ဒီလိုမျိုးကိုယ့်အပေါ်မှာပြုမူလာတဲ့အခါစိတ်ထဲမှာတန်ရာတွေရလာကြတယ်။ကိုကောင်းအောင်နေရတဲ့နေသူဘာလို့ကိုယ့်ကိုဒီလိုလုပ်တာလဲ။ကိုဒုက္ခရောက်နေတာကိုမချီပဲနဲ့ပို့ပြီးတော့ဒုက္ခရောက်အောင်လုပ်ရတယ်။ကိုအကိုညီလိုနေရတဲ့နေဥပေက္ခပြုထားရတယ်။အစသည်ဖြင့်အဲ့ဒီလိုစိတ်ထဲမှာနာမိတာတွေရှိကြတာပေါ့။ မရင်ကျက်တဲ့အချိန်မှာတော့ဒါရီယာနာကြရတယ်ပဲအဲ့တော့ကိုစေရနာထားပြင်မဲ့ကိုပေါ်မှာစေရနာမထားလို့ကိုက အကောင်းပြောပြင်မဲ့ तू ကကိုပေါ်မှာအပြစ်မြင်လို့အဲ့တော့နောင်မပတ်သက်တော့ဘူးစာသိပြင်ပေါ့ဒီလိုလူမျိုးကို တသက်မချေဘူးစာသိပြင်စိတ်ထဲမှာအနာရီဖြစ်တယ်ငါတို့ကရောက်တဲ့အချိန်မှာငါပေါ်မှာဒီလိုလှုပ်တယ် ငါဘောမှာဒီလိုပြုတ်မှုတယ်ငါဘောဒီလိုစကလုံးမျိုးပြောရက်တယ်နားတဲ့ဘက်ကတွေးမယ်ဆိုရင် နားကြရတွေကြည့်ပဲရင်ထဲမှာအနာတွေအများကြီးပေါ့အဲ့တော့တကယ်တမ်းချင်းကြက်လာတဲ့အချိန်ကျတော့တွေးမိလိမ့်မယ်လောကကြီးမှာကိုယ်ကလွဲလို့ကိုယ့်အပေါ်မှာရာခိုင်နှုန်းပြည့်စေတနာထားပြီးတော့နားလဲပေးတယ်ဆိုတဲ့လူကမရှိဘူး ိုကိုကိုညင်းစာလည်းပေးတယ်ဆိုပေမဲ့လို့သူ့ရဲ့အကျိုးကိုတစ်ချက်ထိလိုက်တာနဲ့ကိုယ့်ဘုံမှာစိတ်ပြောင်းသွားတာမျိုးတွေကြီးပဲဒါကသေသေးချာချာလေးလာချိန်မှာသိလိမ့်မယ်မိဘနဲ့သားသမီးတောင်တခါတလေတွေ့လိမ့်မယ်မိဘကအမြဲတမ်းသားသမီးအပေါ်မှာစေတနာမကောင်းနိုင်တော့ဘဲနဲ့သားသမီးကြောင့်စိတ်ဆင်းရဲတာများလာတဲ့အခါမျိုးစသဖြင့်ဥပေက္ခပြုတ်တယ်လို့ ဖြစ်လာတတ်တာတွေတွေ့ရလိမ့်မယ်။ဒါဟာရေပုံရောက်ကိုပြောတာ။အဲ့တော့ကိုယ်မိသားစုအချင်းချင်းတည်းမှာတောင်းမှကိုယ့်ဘဝမှာအများရန်မကောင်းနိုင်တာတွေရှိတယ်ဆိုတော့ဩလောကလူသားများသို့မဟုတ်တတ္တဝါများဆိုတာဟာလောဘနဲ့တိဆောက်ထားတာအတ္တနဲ့တိဆောက်ထားတာဒါကြောင့်မလို့အမြဲတမ်းသမာသမတ်ကြမှာမဟုတ်ဘူး။ ိုသာလင်ကိုယ့်ရဲ့အနာဂတ်အတွက်ကိုသာလင်ပြန်မှန်းခံပြီးတော့ကြိုးစားရမယ်အခက်အခဲရှိရင်ဒီအခက်အခဲကိုသတိရှိရှိရင်ဆိုင်နိုင်ဖို့ပဲကြိုးစားရမယ်အဟံတားရှိရင်အဲ့ဒီအဟံတားကိုချော်ဖြတ်နိုင်အောင်ပဲနီးမျိုးစုံသုံးပြီးကြိုးစားရမယ်စိတ်ဆင်းရဲအောင်လေလှုပ်လို့ရှိရင်လည်းအဲ့ဒီစိတ်ဆင်းရဲမှုတွေကိုဥပေက္ခပြုထားနိုင်အောင်ကြိုးစားပြီးကိုယ်ပန်းနိုင်မပြောက်အောင်ပဲဆက်လျှောက်ရမယ် ဘယ်လိုအနောက်ရှက်မျိုးပဲဖြစ်လာပါစေကိုတယောက်တည်းမှဒီလိုဘဝမျိုးကိုကြုံလာမဟုတ်ဘူးလူတိုင်းလူတိုင်းဟာဒီနေ့အတိုင်းပဲတမျိုးမဟုတ်တမျိုးကြုံကြတာကြီးပဲဒါကြောင့်ကိုဘဝခရီးကိုတော့ဖြောင်းအောင်ဆက်ရှောက်မယ်အဲ့ဒီလိုစသည်ဖြင့်ကိုလမ်းကိုဖြောင်းအောင်သာရှောက်မယ်သူတစ်ပါးဘယ်လိုပဲဖြစ်နေပါစေလောကီလူသားတွေဖြစ်တဲ့အတွက်ကြောင့်၆ဖြစ်ခင်တဲလဲစံတော့ကြုံရမှာမဟုတ်ဘူးလို့ နားလဲပေးလိုက်ရင်နေပြောသွားတယ်ဘဝကလည်းခဏလေးအသက်ရှင်ကြတယ်တည်တည်ချာချာစဉ်းစားကြည့်မယ်ဆိုရင်ဒီသွားတော့လည်းဘာမှယူသွားလို့မရကိုယ်အနာသက်ရှိတယ်တတ်မဲ့တယ်ကိုဘလောက်တွေ့တာ တွေ့တာဒီနေ့လက်ထဲမှာရှိပြီမယ်မနှက်ပြန်ကြကိုလက်ထဲမှာရှိခြင်းမှာရှိတော့တာဘယ်ရာကုန်မှလည်းလက်စုံလက်ခံပြပြီးတော့ ငါအတွက်ဒါထာဝရငါပိုင်တာလို့ပြောလို့ရတာဘာမှမရှိကိုအသက်ထောင်မှာဒီနေ့ရှင်နေပြင်မယ်မနဲ့ပြန်ဘာပြန်မယ်မှမသိအဲ့ဒီလောက်ကိုမရေရာတော့မတေချာတော့လောကဒီလိုမရေရာမတေချာတဲ့လောကမှာဒီနေ့တနေ့ကိုအဖြူစင်ဆုံးဖြစ်အောင်ဒီနေ့မဖြူစင်သေးရင်မနဲ့ပြန်ပို့ပြီးတော့ဖြူစင်လာအောင် ဒီနေ့စိတ်ဓာတ်ကမရင်ကျက်သေးရင်မနေ့ပြန်မှာဒီတဲ့ပို့ပြီးတော့ရင်ကျက်လာအောင်ဒီလိုပဲကိုကိုကိုပဲအာယုံဆိုင်ပြီးတော့ကြိုးစားသွားကြရတယ်စိတ်ထဲရရှိတဲ့တန်ရာတွေပြန်ပြန်တွေးပြန်တော့ရှေ့ဆက်လျှောက်လို့မရပြန်နဲ့စိတ်ဆင်းရဲမှုတွေပိုပြီးလာတာပဲအပတ်တည်းအဲ့တော့ဘလောက်ပဲနာကြည့်ကြရတဲ့ရှိခဲ့ရှိခဲ့ရှင်ထဲမှာတန်ရာတွေဘလောက်ပဲများနေများနေအခုလက်ရှိအချိန်က မနှက်ပြန်အတွက်စ조사လို့အကောင်းဆုံးအချိန်ပဲမနှက်ပြန်တိုင်းမနှက်ပြန်တိုင်းအတွက်ဒီနေ့တိုင်းဒီနေ့တိုင်းဟာကုလထမအခွင့်အရေးအပြည့်ရှိတဲ့နေ့တွေပဲအဲ့တော့တန်ရာတွေကိုမေ့တာအဲ့ဒီတန်ရာတွေကိုအလုတ်ကိုအာယုံဆိုင်လုပ်ရင်းနဲ့မေ့ပြောက်ပြေဒီတန်ရာတွေကိုကုစားနိုင်ဖို့အတွက်ကိုကိုကိုရေချင်းတွေပို့ပြီးတော့ပြေလာအောင်조사တနေ့တိုင်းတနေ့တိုင်းကိုအတိတ်ပဲရှိသွားတာ ရှင်သန်စိတ်ထဲမှာမကောင်းတဲ့စိတ်နည်းနည်းလေးမှဝင်မလာအောင်တနေ့ပြီးတနေ့တနေ့ပြီးတနေ့ကိုယ်စိတ်ကိုဆေးဆေးသွားကြာလာရင်ကိုယ်ဘဝနဲ့ကိုယ်အတိတ်ပဲပြည့်စုံလာလိမ့်မယ်ချမ်းသာခြင်းမချမ်းသာခြင်းထက်စိတ်ချမ်းသာခြင်းကိုတော့ရလာမှာအမှန်ပဲအဲ့တော့စိတ်ထဲမှာရှိတဲ့ဒဏ်ရာတွေကိုအစာပြန်ပြန်မဖော်နဲ့မေ့နိုင်အောင်ကြိုးစားလက်ရှိအချိန်မှာ ထိပ်ပဲရှိတာတခုခုကိုလုံးကိုစိတ်ကိုအေးချမ်းစေမဲ့ဘာဝနာတွေကိုအမြဲပွားမနှက်ပြန်ဆိုတာမသေးကြဘူးမသေးကြတဲ့မနှက်ပြန်အတွက်လည်းမလောင်ကျွမ်းလည်းပြီးသွားတဲ့အတိတ်တွေအတွက်လည်းမပူဆွေးနဲ့လက်ရှိအချိန်မှာအကျိုးရှိဆုံးအလုပ်တခုခုကိုလုပ်ပြီးတော့အထိပ်ပဲရှိတဲ့ဘဝတွေပိုင်အောင်ကြိုးစားပါတိုက်တွန်းပါတယ်အားလုံးကဘာသူကဘာသားအပေါင်းဘေးကင်းအေးချမ်းပျော်ရွှင်၍ Oh, merde,